တရုတ်နိုင်ငံရဲ့အဆင့်မြင့်ဖူကျန်းလေရင်တင်သင်္ဘောကြီးကိုရေတက်စီခန်းနာနဲ့လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက်တရုတ်ရေတက်ကလေရင်တင်သင်္ဘော၃စီးအထိ ပိုင်ဆိုင်လာခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်။တုံဝင်ခန်းနာကိုတော့ဟိုင်နမ်မှာလုံဝင်ဘာလ9ရက်နေ့ကကျင်းပခဲ့ပြီးတရုတ်သမ္မတရှီကျင်းဖင်ကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။ဖူကျန်းလေရင်တင်သင်္ဘောဟာရခိုင်လေရင်တင်သင်္ဘောတွေထက်အရွယ်အစားပိုကြီးတယ်လို့ ်ဤပညာပိုင်းနှင့်အများကြီးပိုခင့်မိပြီးတရုတ်နိုင်ငံ၏အကြီးဆုံးစစ်သင်္ဘောဖြစ်လာမှာပဲဖြစ်ပါတယ်။ဖူချန်းလေရင်တင်သင်္ဘောမှာလေရင်တွေကိုလွတ်တင်ရမှာပိုပြီးခင့်မိတဲ့လျှက်စစ်တန်လိုက်လောက်လွဲစနစ်ပါရှိလာပြီးရင်းစနစ်ကမေဒီကန်၏နောက်ဆုံးပေါ်ခင့်မိဆုံး4အဆင့်တန်းလေရင်တင်သင်္ဘောတွေမှာတုံ့ပြုထားတဲ့ဤပညာနဲ့တူညီနေပါတယ်။အဲဒီစနစ်ကရေရင်ကိုရောတိုက်လေရင်တွေကိုပါ ဘေးထွက်ထိခိုက်မှုလျော့နေစေပြီးမြန်နှုံးကိုလည်းတိတိကျကျပုံမူထိန်ချုပ်နိုင်ပါတယ်။တရုတ်ရေတပ်ဟာဖူချန်းလေယာဉ်တင်သင်းမောပေါ်မှာ J35 အမျိုးအစားကိုပြောင်းတိုက်လေယာဉ်တွေနဲ့ J15D အမျိုးအစားတိုက်လေယာဉ်တွေကိုတေဆောင်မှဖြစ်ပြီးကင်းထောက်လေယာဉ်တွေကိုပါအသုံးပြုနိုင်စွမ်းရှိလာတာကြောင့်စစ်ဆေးရေးတွေမှာပိုပြီးထိထိရောက်ရောက်လှုပ်ရှားနိုင်စွမ်းမျိုးရှိလာမှဖြစ်ကြောင်းတရုတ်ရေတပ်ကပြောကြားခဲ့ပါတယ်။ ဖူချန်းလေရင်တင်သိမောဟာအမေရိကန်လေရင်တင်သိမောတွေကိုရှင်းနိုင်ပြီလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။